မင်္ဂလာပါဒီနေ့မှာလဲပရာလောကနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတစ်ခုကိုကျွန်တော်ပြောပြပေးမယ်เนาะပြီးတော့ဗီဒီယိုလည်းပြပေးမယ်အဲ့ဒါကဘာအကြောင်းလဲဆိုတော့အောက်လန်းပညာသင်နဲ့ပတ်သက်နေတဲ့အကြောင်းပါအခုခေတ်မှာကျွန်တော်တို့အောက်လန်းကတော်တော်တွင်းတွင်းကျယ်ကျယ် Facebook တွေမှာကော TikTok တွေမှာကောပြန့်နှံ့နေပြီပေါ့နော်အောက်လန်းပညာသင်တွေသူတို့ကလည်းအရှိထွက်လာကြတယ်အရင်ခေတ်တော့ဆိုရင်အောက်လန်းပညာသင်တွေကတူတူသိသိပဲနေကြတာ ပညာတော်မှပဲတော်ရုံတန်ရုံလူဆိုရင်သူတို့မပေးကြဘူးပေါ့နော်ထားပါတော့ဒီကိစ္စကတော့အခုအဖြစ်ပြန်မှာဗာလဲဆိုတော့လူတယောက်ကိုမကျင်တတ်ဘူးမကျင်တတ်တော့အဲ့ဒီအောက်လန်းဆရာကိုငှားပြီးတော့တတ်ခိုင်းတာအောက်လန်းဆရာကလည်းသူ့ငွေပေးတော့သူကโอเคလက်ခံတယ်အလုပ်ကိုလုပ်ပေးတယ်ဘာမှညာမှမသိဘူးဆွတ်ဆက်ပြီးတော့လက်ခံလိုက်တာပေါ့နော်သူတတ်ရမယ်လူကလူကောင်းလားလူဆိုးလားဘယ်လိုလူလားဆိုတော့သူကမသိဘူး သူ့အလုံးလာအံ့ပြီးရောဆိုပြီးတော့အဲ့လိုပုံစံနဲ့ပေါ့နော်သူလည်းတရားမစီစစ်လိုက်တဲ့ပုံစံမှာပဲလက်ခံလိုက်ကောလက်ခံပြီးတော့တတ်တဲ့အလုပ်ကိုလုပ်ပေးတယ်ဒါမဲ့လုပ်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတာကိုကျွန်တော်ဗီဒီယိုနဲ့ပြပေးမယ်ဒါဆိုရင်ဒီနောက်မှာဗီဒီယိုကျွန်တော်တင်ထားပဲနော်အဲ့မှာကြည့်လိုက်ပါကဲအားလုံးပဲမင်္ဂလာပါနော်ဒီဟာဒါငါအတေပွဲကျင်းပခိုင်းတဲ့ကိစ္စလေးတခုနော်အဲ့ဒါလုပ်ပေးနေတာနော်ဟုတ်ပြီနော်တချို့က တချို့လူတွေတိဖို့ကအစီရင်တစ်ခုအလုပ်တစ်ခုလုပ်တယ်ဆိုတော့တော့ဒါဘာအင်းလဲအလုံးလဲတိရင်တော့အင်းကိုလည်းနားလဲဖို့လိုအပ်တယ်နော်ဒါပေမဲ့တခုတော့ရှိတယ်ငါအခုလောက်ပေးနေတဲ့လူကရိုးရိုးတန်တန်လူတော့မဟုတ်နော်ဒါငါ့ရဲ့အဆောင်ဘလူးနော်ငါ့ရဲ့အဆောင်ဘလူးတော့အဲ့လိုမိလောင်နဲ့အထီအောင်ဒါဖြစ်တယ်အဲ့ဒီတော့ဟိုဘက်ကလူကလည်းပညာတဲဆိုတာတေချာတယ်နော်ပညာတဲဆိုတာတေချာတယ်ဟုတ်ပြီနော်အဲ့တော့ ဒီအစီရင်ပွဲကိုငါတေအောင်လုပ်ပေမဲ့မအောင်မြင်ဘူးဟိုဘက်ကပညာတဲရဘလောက်ရှိအောင်အစင်မြင့်တဲ့ပညာတဲလဲငါမပြောတော့တခြားကြည့်နော်ဒီမှာငါဘလူးနော်အေးငါ့ရဲ့အဆောင်ရှောက်တောင်မှသူတို့မိလို့အောင်မိတောင် ပြန်လောက်နိုင်နေဆိုရင်တော့ဟိုဘက်ကပညာတဲရတာအထက်လန်းပညာတဲပဲဟုတ်ပြီနော်ကြအကုန်လုံးလဲနှနှလဲစိတ်ချင်တာပါကျန်တာမဟုတ်ဘူးတချို့အစီရင်အပ်တဲ့လူတွေငါ့ကို ဟိုလိန်ညာပြီးတော့เนาะအစီနေအပ်တယ်လိန်ညာပြီးတော့အစီနေအပ်ကြတယ်အိုးဒီလူကစော်ကားသွားလို့ဟိုလူကစော်ကားသွားလို့ ਨੇ เนาะအဲ့လိုမျိုးလှုပ်ပြီးတော့မှတကယ်တကယ်ကြတော့မဟုတ်ဘူးသူတို့မာပြီးငါ့ကိုအပ်တယ်ဟိုဘက်ကလူကတကယ်တမာဒီကောင်းတဲ့အထလန်းပညာသေးဖြစ်နေတယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာငါတို့ပညာသေးတွေကအခုလိုမျိုးပြန်ပြီးတော့ခံရတာရှိရဲ့เนาะငါတို့ရဲ့အဆောက်အအုံတွေ ငါတို့အခိုင်းစေတွေကိုပြန်ပြီးတော့ထိခိုက်သွားတာမျိုးကြီးရှိရနော်အဲ့ဒါကြီးနားလဲဖို့လိုအပ်တဲ့အစီရင်အပ်တဲ့သူတွေကလိန်ညာပြီးတော့မလုပ်ဖို့နော်အဲ့ဒါကြီးအရေးအရန်အရေးကြီးရနော်အေးဟုတ်ပြီအဲ့ဒါအကုန်လုံးပြော့ပြရနော်အဲ့တော့တံပြန်ပေးမှာပဲဒါအန်ဒီရကင်းတော့မယ်တံမပြန်ရင်တော့လောကအန်ဒီရမကင်းဘူးငါ့ဘာဒါပြန်ထိမဲ့အနေထားမျိုးဖြစ်နေတယ်အစီရင်အပ်တဲ့လူတွေနော်မလိန်ပါနဲ့အမှန်တိုင်းပဲလုပ်ပါနော်လိန်နာညာတော့လောကမလုပ်နဲ့နော် ဒီမှာဒါငါရဲ့အဆောင်ရှောက်အခုလိုမျိုးဒါဖြစ်သွားရင်တော့မင်းတို့တွေ့တဲ့အတိုင်းမျက်မြင်ကိုတွေ့ပဲအဲ့ဒါဟိုဘက်အထလန့်ပညာတဲတကယ်အစ်စ်မြင့်တဲ့ဆရာတယောက်ဖြစ်နေလို့အခုလိုမျိုးဖြစ်တာဟုတ်ပြီနော်ဗီဒီယိုလေးထဲမှာတွေ့တဲ့အတိုင်းပဲသူကသူ့အလုပ်ကိုသူသွားလုပ်တယ်သူရဲ့အဆောင်ဘလူးဆိုတဲ့ပုံကိုတတ္တဝါကိုတုံးပြီးတော့သွားတတ်တယ်ဒါပေမဲ့တက်ကရတဲ့လူကထန်လန်းစရာဖြစ်နေတယ်စီးပောက်ထားခြင်းမရှိဘူးဂန်းကဏ္ဍမှာလည်းတော်တော်အဆင်မြင့်ရောက်နေတဲ့ပုံကိုဖြစ်နေတော့သူပဲခံလိုက်ရတယ် ဘလောက်ထိခံလိုက်ရလဲဆိုတော့ तू နောက်ထပ်ဗီဒီယိုမှာ तू ပြောပြထားလိမ့်မယ်ပြီးတော့သူ့ရဲ့အဆောင်ဘလူးဆိုတဲ့တတဝါပါမီးတွေလောင်ပြီးတော့ဖြစ်ရှင်တိုင်းဖြစ်နေတာကိုလည်းအားလုံးတွေ့နိုင်ပါတယ်နော်ဒါဆိုရင်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကိုပြပေးမယ်ဒီဗီဒီယိုထဲမှာတော့အောက်ပညာသည်ကပြန်ပြီးတော့ grow ဘွန်းနဲ့တောင်းပန်ထားတာတွေပါမယ်ပြီးတော့ဗာလဲဆိုရင် तू ကသူ့ကိုအခါချင်းကိုပေးပြီးတော့လာစီခိုင်းတဲ့လူကိုသူ့ကိုနောက်တစ်ခါလိန်ညာပြီးမခိုင်းမှုလိန်ညာပြီးခိုင်းရင် သူလည်းခံရရဆိုတဲ့အကြောင်းကိုပြန်ပြောထားတာ၄လည်းပါတယ်။ဒါဆိုရင်ကျွန်တော်နောက်ထပ်ဗီဒီယိုကိုပြပေးမယ်။ကဲအားလုံးပဲမင်္ဂလာပါနော်။အာငါပီလူတောင်တည်နေပြီနော်တဲ့ငါလည်းတည်မှာနော်တဲ့။အေးအကုံတော့ငါနော်ပြောချပေါ့ဘာလို့လဲဆိုတော့အဲ့ဒီကိစ္စငါဆက်လုပ်ခဲ့တာမဟုတ်ဘူးနော်။ ငါ့ကိုအစင်အပ်တဲ့သူကလိန်ညာပြီးတော့ပညာဆန့်ချင်တာလားအတားလားတော့မသိဘူးမင်းတို့ပြောတယ်လို့ပါပဲနော်ငါလည်းမတင်ုံတမယ်လေးပဲခံရတယ်ဒါအခုမှငါနည်းနည်းတက်တာလို့နော်ငါဒီညအစင်ပွဲလောက်เสียရှိတယ်ဒါကတော့အထလန့်ပညာတဲ့ပေါ့နော်အထလန့်ပညာတဲ့မြင့်နေဆရာတွေပေါ့နော်အကုံလုံးကိုတောင်ငါတောက်မှန်ပွဲတာဒီညလောက်တာပွဲ၁၀ပွဲနဲ့နော်အခုကပွဲတာငါပြင်ဆင်နေတုံးလေးပဲနော် ဲ့တော့ငါအဲ့ဒါလေးလေးပြောပြတာငါကငါလောက်တာမှားတယ်ဆိုရင်ငါတောင်းမှန်ပွဲလုပ်ပြီးသားငါတို့ကမလိမ်မညာဘူးအမှန်တိုင်းပြောတယ်ငါတို့ယောက်ျားပီတတယ်နော်ငါတို့ရှုံရင်ရှုံနေနိုင်ရင်နိုင်နေမှန်ရင်မှန်နေမှားရင်မှားတယ်ဟုတ်ချင်ဟုတ်တယ်မဟုတ်ချင်မဟုတ်ဘူးငါတို့အဲ့လိုပဲပြောတတ်တယ်နော်ငါတို့မနိုင်တဲ့အရာတခုကိုအိုးနိုင်နေနိုင်နေတော့အဲ့လိုမျိုးပဲတော့မှငါတို့မလုပ်ဘူး ူလည်းတောင်းပန်ပွဲပြန်ပေးတယ်ဟိုတနေ့ကငါအထလန့်ဆရာတယောက်ကအဲ့လိုမျိုးပညာနဲ့လောက်ခဲ့မိတယ်နော်ငါပြန်အရင်ခံလဲရတယ်အခုလည်းငါပညာသေးတွေအကုန်လုံးအထလန့်ပညာသေးတွေမှန်သမျှတာငါပြန်တောင်းပန်တဲ့ပွဲလုပ်ဖို့စီစဉ်စီစဉ်နေတာနော်အဲ့တော့ငါစီမအစီအတက်သူတွေနော်ဟိုရကငါတော်တော်လေးကြက်မကြီးမကောင်းလို့ဘောနော်လုံးဝမလုပ်အားလုံးငါလုံးမပြည့်ရတဲ့လူတွေနော် လုတ်ပေးမယ်ပြောပြီးငါလုံးဝကတိပြတ်သွားပြီးတော့မလုတ်ပေးဖြစ်ဖက်နဲ့နော်ကြံခဲ့တဲ့သူအကုန်လုံးငါလုတ်ပေးပါမယ်နော်ငါပိုက်ပါပြန်လာပေးပါငါလိန်ညာတာမဟုတ်ပါဘူးနော်အဲ့ဒါလေးလဲငါကြုံတင်ပြီးငါ့ကိုလိန်ညာတာတို့ထင်ခဲ့တာတို့ဘာလို့ရှိရဲဆိုလဲငါတောက်မှန်နဲ့နော်ငါဘသူ့ကိုမှမလိမ်မညာဘူးဒီစကားဘလို့ကြောက်လို့မှပြောတာစကားမဟုတ်တော့ငါရင်ထဲအမှန်ရှိတဲ့စကားပြောတာဆရာတယောက်ကမှန်တယ်ဖြစ်စေမှန်တယ်ဖြစ်စေနော်ကိုယ့်ရင်ထဲရှိတဲ့အမှန်တရားတော့ပြောရရမှာပဲနော် ဲ့ဒါလေးပြောပြတာပါကဲ့ငါလည်းပွဲစီစဉ်တရားတွေရှိသေးလို့နော်အစင်အပ်တဲ့သူတွေအကုန်လုံးငါပြောမယ်နောက်နောက်အစင်အပ်ရင်နော်အမှန်တိုင်းပြောပြီးအပ်ပါဟုတ်ပြီနော်အမှန်တိုင်းပြောပြီးအပ်ပါမန်နေမှန်ရကိုငါလုတ်ပေးမယ်နောက်ဆိုရင်နော်မှားရင်တို့ခံပဲငါမခံနိုင်တော့ဘူးမှန်ရင်စံလိုက်မှားရင်နော်နင်တို့ခံပဲငါ့ကိုလိန်ညာပြီးအစင်လာအဲ့အဲ့လိုမျိုးတစ္ဆာဆိုရဲမှလောက်ရအောင်မယ်နော်ပြောချင်တာအခုခင်မှာဒီလို ပြူစားတဲ့လုပ်ရက်တွေကကိုကိုယ်တိုင်ပညာမတတ်ရင်တော့ပတ်စံပေးပြီးတော့လုပ်လို့ရနေပြီအဲဒါကြောင့်တတိထားကြပါအနည်းဆုံးတော့ဖျားပုံမှန်မရှိခိုးပြင်းရင်တော့အထာနာမီတန်ဂါရာနဲ့တရဏဂုံလေးတော့မြဲပေါ့ဗျာနော်အဲဒါလေးတတိပေးချင်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်